Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသားမှာကြတော့အာဇာနည်မိခင်ပြဆက်ကိုဖတ်ဆူထားတဲ့ကျွန်တော်နဲ့ကျွန်တော်ရဲ့တငယ်ချင်းရဲ့ဆွေးနွေးမှုလေးပဲဖြစ်ပါတယ်ဒီဆွေးနွေးမှုလေးမှာကကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ရဲ့ဒီအာဇာနည်မိခင်ပြဆက်မှာပါဝင်တဲ့ဇက်ဆောင်တွေပေါ်မြေတဲ့အမြေတွေကိုတယောက်နဲ့တယောက်ပြောဆိုပြလဲကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့ဆွေးနွေးမှုလေးကိုအခုပဲကြည့်ရှုလိုက်ရအောင်ပါဗျာ Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် comment like and share ပြီးရင်လည်းဝေးရပြီးတော့တောင်းဆိုပြရစီရှင် တငယ်ချင်းမင်းကအာဇာနည်မိခင်ပြဇက်ကိုဖတ်ရှုပြီးပြီဆိုတော့အဲ့ဒီထက်မှပါတဲ့ဇက်ောက်တွေပေါ်မင်းအနေနဲ့ဘယ်လိုမြင်လဲဆိုတာကိုငါ့ကိုမျှဝေပြပါဦးငါပထမဆုံးပြောချင်တာကတွေးတုပ်ကွာကွေးတုပ်ကတော့ဒီဇလန်ရဲ့အဓိကဇက်ဆောင်လည်းဖြစ်တဲ့သူ့ရဲ့စိတ်ကတော်တော်များများကိုရင်ရင်ပြတ်တာနေဘာလို့လဲဆိုတော့ကွာမင်းအဇလန်ကိုဖျက်ကြည့်သိနိုင်တယ်သူ့ထက်ချင်းလူလူကသူ့လူဖျက်ကြည့်တဲ့ကိုမျိုးစုံနေစစ်တက်ပိတ်လို့ရတယ်ဒါပေမဲ့သူ့ထက်ချင်းကိုသူကြောက်လို့ဆိုတော့မကြောက်ဘူးဒါကတော်တော်တတိနေတော့မရောက်ဘူးလေကွာငါအနေနဲ့ဆိုရတော့ကြောက်စိတ်တော့ဝင်ပြီးမှပဲလေကွာ မဲဆိုရေရောကြောက်မိမှာပဲမလားဟုတ်တယ်ငါဆိုရေလည်းကြောက်မိမှာပဲကွာတခါတည်းတက်လိုက်ရောကိစ္စမရှိပြီမဲ့မတက်ပဲမျိုးစုံနှိမ့်စစ်တာတော့မခံနိုင်ဘူးကွာဟုတ်တယ်တပ်ပြေကမှကွာသူ့ဝမ်းနဲ့လုံမိထားတဲ့သူ့တော်ကိုတက်ပိတ်မှတော့မကြောက်တာကွာအော်ယုံမိခေဆိုနေနိုင်ပါမလားပြောမှာပေါ့ငါတူရဲဘောသားလေးကတော့မနှိမ့်စစ်ပါနဲ့မတက်ပါနဲ့ဘောသားပဲပါလေဘာညာပေါ့ကွာသူပြောလားဆိုတော့မပြောဘူးဒါကြီးကသူ့ရဲ့ညှို့ချစိတ်သူ့တော်ပေါ်သူဘလောက်ထိဂုံထားတယ်ဆိုတာပေါ်ပြနေတယ် ဒီဇယ်လရဲ့နောက်ထပ်ဇက်ကောင်တယောက်ဖြစ်တဲ့ညွညွနဲ့နေဝင်ရောက်လေးပြောပြပါဦး။နေခါကြတော့ထထထပြောစရာရောမရှိပါဘူးကွာ။သူကမေတူသားဆိုတော့ဒါပေမဲ့သူကနည်းနည်းလေးတတိမြဲသွားတယ်။သူ့အနေနဲ့တွေးခက်သေးတယ်ကွာ။အဆောက်အစတတရားကိုတန်းလိုက်ရင်သူ့ဖက်ကလူတွေအများဆုံးလိုက်လာမှာပဲဆိုတာ။အစစ်သားမှတောက်တဲ့တိတိကျကြီးတော့ကင်းထင်မဆောက်ဘူးလေကွာ။သူတို့အဖွဲ့တဲကလူတင်းကိုတန်းရင်တတလူကတော်လိုက်သမားဆိုတာသိမှာပဲခက်ကလည်းဗြိတိရှာရဲ့အောက်ဆူတဲ့ခင်လေဗြိတိရှာစစ်သားတရားကိုတိုက်ရတာလည်းတော်လိုက်သမားပဲရှိမှာ အဲ့တော့ကွာတော်လိုက်သမားတယောက်စီကတင်းချင်းလေးတွေတာရရင်တော်လိုက်ရင်လုံနေတဲ့လူတစ်ဖွဲ့လုံးကိုရှင်းပြလိုက်လို့ရတယ်လေကွာဒီချက်ဆက်တော်တွေလည်းအဲ့လိုတွေးမှာပဲအဲ့တော့အသက်တက်လိုက်မှာပေါ့အဲ့လိုလိုက်မှာတော့ငွေသားတွေပဲလိုက်မှာမဟုတ်ဘူးလေခေါင်းဆောင်ပိုက်တွေပါပါလာမှာအင်းဒီရတိုင်းပဲခေါင်းဆောင်ဆိုတာလဲဒီနေ့ပဲကြောက်ရွံ့နေတော့ခေါင်းဆောင်မဖြစ်ဘူးအချင်းတွေကိုမက်ဆာတွေ့ချင်းနိုင်မှာညကားနိုင်မှာရတာလူတို့ဆိုတော့လည်းတစ်ဖက်ထဲမှာမှရှိတာမှမဟုတ်တာနေဝင်းနေနဲ့ British တပ်ထဲမှာအဲ့လိုလူတို့တွေရှိတယ်ဆိုတော့တတိထားခဲ့တဲ့နေဝင်းတွေရတာလည်းသူ့ရဲ့တတိပေါ်ရုံမူကြောင့်လည်းပါတယ် ညညကကျတော့တိတ်မရေးချင်ဘူးသူကကလေးဆန်တယ်သူစိတ်ထဲမှာကြောက်စိတ်ပဲကြီးစိုးနေတာကိုချစ်တဲ့သူတွေ social media မှာကြောက်တယ်ဒါကတော့လည်းအဖြစ်ပြောလို့မရဘူးကိုချစ်တဲ့သူကို social media မှာလူတိုင်းကြောက်ကြတာပဲမင်းရောငါရောကြောက်ကြတာပဲငါရှိပဲပြနေတာမင်းလည်းပြောပါဦးကွာဒီဇလန်းကိုမင်းလည်းဖျက်ရတာပြီပဲဟာအေးဇလန်းမှကြားတဲ့သူတွေကဘယ်သူတွေပါလဲဦးသိချင်းဘုံမီမောင်ပြက်လေကွာမင်းကလည်းဇလန်းအတချမ်းဖတ်ထားရလားမဟုတ်ပါဘူးကွာငါမြေပြောတဲ့စကားတွေမှာဇာမိန်သွားလို့ပါကွာ အဲ့ဆိုလည်းစိုးစမ်းပါဘောကွာသူတို့ဘုံမဲ့ရဲ့မြေတွေဥတ္တချစ်ကသူကတော့ဒီလုံသူ့လုံတဲ့ဆိုပေမဲ့အာနာစစ်ဆက်တယ်ကွာဒါတော့လေခင်လိုက်ပဲပြောရမလားရာထူးလေးနဲ့နဲ့ယာရီတာနဲ့အာနာပြာချိတာပေါ့ခုခေတ်တည်းလေအဲ့လိုကောင်တွေတပုတ်ကြီးရှိနေတော့လူတွေတခြားကိုတတဘာမှမထူးခြားဘူးဆိုကြတဲ့ကသူကတော့လူကောင်းတော်မဖြစ်နိုင်ဘူးလေသူလူကောင်းမှဘူးဆိုတာပိုသေချာသွားတဲ့အကြာကြတော့နေဝဲကိုမတက်ပါဘူးဆိုပြီးတော့ညွညွကိုပေးထားတဲ့ကတိကိုဖြစ်လိုက်တာပဲတစ်ဖက်ကကြည်ပုဂ္ဂတိကိုရှေ့ပြရမှာသူ့လို့ဆိုပေမဲ့ ညွညွဘက်ကကြည့်တော့ဂတိတစ်ခုကိုအလွယ်နဲ့ဖြစ်တဲ့လူတန်းစားသာသာပါပဲကွာ။မောင်ပြကကြာတော့အထွေထူးပြောစရာတော့မရှိပါဘူး။တခေအောက်ကုနဲ့ဟောင်းမဲတခေရှူတိုက်ကြီးကိတ်မဲတတိယဖြစ်ပေါ့ကွာ။တခေနောက်လိုက်ခွေးပေါ့။အခုခေတ်မှာလဲမောင်ပြလိုလူတွေမင်းလဲတွေးနေရပဲဟာ။လက်အုပ်ကလေးချီပြီးတော့ဟုတ်ကဲ့အဖဟုတ်ကဲ့အဖနဲ့ငါဘာတူပြောချင်လဲဆိုတာမင်းလဲတိမှာပါကွာ။ ဘူပြင်းကကြတော့သူ့ရဲ့စိတ်ဓာတ်ကဖြောင့်မတ်တယ်။ဇလန်ထဲမှာသူ့ရဲ့အစ်ထလူကြီးကိုမကောင်းရင်မကောင်းကြောင်ပြပြောရဲကြတဲ့ကသူကနချက်လက်အောင်ခံငယ်သားဆိုပေမဲ့သူကအမအမန်ကိုခွဲခြားနိုင်တယ်။လူကောင်းတယောက်ဖြစ်တယ်ဆိုတာပေါ်လွင်နေပြီလေ။ဘူပြင်းကိုကြည့်ပြီးတီးလိုက်ရတာကတော့လူကောင်းဆိုတာတဖဲတဲမှာစုမနေဘူးဆိုတာပါပဲ။ကြီးမဲအုပ်ထဲမှာကြီးပြူတကောင်ရှိနေနိုင်တယ်လို့တူပြူအုပ်ထဲမှာလည်းတူမဲတကောင်ရှိနေနိုင်တာပဲလေ။ဟုတ်တယ်ရောက်မေဖို့တော့ငါထောက်ခံရဲ့။ ဒီဇလန်းကိုဖတ်ပြီးငါသီးလိုက်ရတာကကိုနဲ့မတက်တဲ့လူဖြစ်တိုင်းကိုနဲ့မတက်တဲ့ဖွဲ့စည်းရလူဖြစ်တိုင်းလူဆိုးမဖြစ်နိုင်ဘူးဆိုတာပဲကျွန်တော်တို့တကယ်ချင်းတယောက်ရဲ့ဆင်းရဲမှုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ